နိုင်ဝဲယူဖို့တိုက်တွန်းရင်းချန်ပီယံဖြစ်ပါစေလို့ဂျိုရှုအာဘန်ကိုဆုတောင်းပေးသွားခဲ့တဲ့အောင်လာရဲ့ဆန် ပေးသက်များလုံးပဲမင်္ဂလာပါမန်ချက်စတာဖုတ်ဘောဇုံကနေပြန်လည်ကြိုဆိုလိုက်ပါရယ်မြန်မာဇပုံးအုံးမွေကြီးအွန်လိုင်းအဆန်းကတော့ချင်းလေးဖန်ကို Brandon Rivera နဲ့ပွဲအတွက်စိတ်သက်ခွန်အားပေးစကားတွေပြောကြားပေးလာခဲ့ပါရယ်ချန်ပီယံစင်ကောက်ခွင့်ရရှိနိုင်ဖို့အတွက်နိုင်ပွဲတွေကိုဆက်လက်ရှာဖွေရမယ်ညီလေးအကောင်းဆုံးကြိုးစားပေးပါချန်ပီယံကြီးဖြစ်ပါစေလို့အောင်လာကဖန်ကိုစိတ်သက်ခွန်အားပေးဆုတောင်းစကားပြောကြားပေးသွားခဲ့တာပါ။အောင်လာဟာဝမ်ချန်ပီယံရှစ်မှာ middleweight နဲ့ light heavyweight ချန်ပီယံဟောင်းတူဖြစ်ပြီးမြန်မာနိုင်ငံသားတအုပ်အနေနဲ့ကမ္ဘာစင်မြင့်ထက်မှာအောင်မြင်မှုတွေကိုရရှိထားခဲ့တဲ့သူပါ။ ဖန်ကလည်းမြန်မာနယ်ပါတူဖြစ်ပြီး UFC Flyweight တန်းမှာထွန်းတောက်စွာထွက်ပေါ်နေတဲ့မျိုးဆက်တစ်ကစားသမားပါအာလာနေနဲ့ဖန်ကိုမြန်မာအားကစားရဲ့နောက်မျိုးဆက်တူအဖြစ်ရှုမြင်ထားပြီးဖန်ရဲ့အောင်မြင်မှုတွေကမြန်မာအကွန်ကိုဆက်လက်ထိန်းသိမ်းနိုင်မယ်လို့ယုံကြည်လို့ဒီလိုအားပေးစကားပြောခဲ့တာလည်းဖြစ်နိုင်ပါတယ်။ဒါဟာနိုင်ငံသားတူအနေနဲ့နောင်လာမယ့်သူတွေကိုအားပေးတဲ့သဘောလည်းပါပါတယ်။ဖန်ဟာ2025ခုနှစ်မှာ Flyweight တန်းမှာစွမ်းဆောင်ရည်ကောင်းမွန်နေတဲ့သူပါ။ သူ့ရဲ့လင်မြန်းတိုက်ခိုက်မှုပုံစံကြန့်ခိုင်မှုနဲ့အနိုင်မခံအရှုံးမပေးတိုက်ပွဲဝင်တဲ့စိတ်ဓာတ်ကသူ့ကိုထိတ်တန့်ကစားသမားတွေတဲ့တက်လန်းနိုင်တဲ့အလားအလာရှိသူဖြစ်စေပါရဲ့။အောင်လာနေတဲ့သူကိုယ်တိုင်ချန်ပီယံဖြစ်ခဲ့တဲ့အတွေ့အကြုံကနေဖန်ရဲ့အလားအလာကိုအသေးမပြုတ်ပြီးချန်ပီယံကပတ်ရရှိဖို့နိုင်ပွဲတွေဆက်လက်ရှာဖွေဖို့လိုအပ်တယ်ဆိုတာကိုသတိပေးချင်တာလည်းပါပါလိမ့်မယ်။ Van Ha UFC 317မှာ Brandon Rivera နဲ့ရပ်ပိုင်းတွင်းမှာရင်ဆိုင်ရမှာဖြစ်ပြီးဒီပွဲဟာသူ့အတွက် Flyweight တန်းမှာ Championship ခေါ်ခွင့်ရဖို့အဓိကခြေလှမ်းတစ်ခုဖြစ်ပါတယ် Rivera အဆင့်တနေရာမှာရပ်တည်နေတဲ့ထိပ်တန်းကစားသမားတူဦးဖြစ်ပြီးသူ့ရဲ့နဗန်းနီဆွမ်းရည်နဲ့လင်မြန်းတိုက်ခိုက်မှုတွေကနာမည်ကြီးပါတယ်အောင်လာနေတဲ့ဒီပွဲရဲ့အရေးပါမှုကိုနားလည်ပြီး Van ကိုစိတ်တက်တက်ကြွစေဖို့ဒီလိုစကားပြောခဲ့တာဖြစ်နိုင်ပါတယ်ဒီပွဲမှာနိုင်ရရင် Van ဟာ Champion Bandoja ကိုစိန်ခေါ်ခွင့်ရဖို့နှီးစက်သွားမှာပါအောင်လာချန်ပီယံဖြစ်ဖို့လမ်းကြောင်းမှာရင်ဆိုင်ခဲ့ရတဲ့စင်ကုံမှုတွေကိုကိုယ်တိုင်သိရှိပြီးဗန်ရဲ့လက်ရှိနေထားကိုနားလည်နိုင်သူပါ ဒါကြောင့်အကောင်းဆုံးစ조사ပေးပါဆိုတဲ့ဇကားဟာအာကစားသမားတို့ရဲ့조사အထုံးမှုကိုအတိမပြုပြီးဖီအားများတဲ့ခိုက်တက်မှာအားပေးတဲ့သဘောပါပါတယ်။အောင်လာလို့ကမ္ဘာစစ်ချန်ပီယံတို့ရဲ့အားပေးဇကားဟာဗန်ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုမြင့်တင်ပေးနိုင်ပါတယ်။ရိုက်ဘယ်လိုထိတ်တိုင်းပြိုင်ဘက်ကိုယင်ဆိုင်ရမယ့်အခါဒီလိုအားပေးမှုကသူ့ရဲ့စိတ်ပိုင်းဆိုင်ရာအဆင်သင့်ဖြစ်မှုကိုတည်တာစွာထောက်ကူပေးနိုင်ပါတယ်။အောင်လာကဗန်ကိုချန်ပီယံကြီးဖြစ်ပါစေလို့ဆုတောင်းပေးခဲ့ပြီးဒါဟာဗန်ရဲ့အိမ်မက်ပန်းနိုင်ကိုရောက်ဖို့လှုံ့ဆော်မှုတစ်ခုဖြစ်အသုံးပြုနိုင်ပါပါ။ UFC 317မှာရိုက်ဘယ်နဲ့ပွဲဟာဗန်အတွက်အဓိကစိန်ခေါ်မှုတစ်ခုဖြစ်ပြီးဒီပွဲဟာသူ့ရဲ့အတမွေးအ ချောင်းလမ်းချောင်းမှာလှည့်ပြောင်းဖြစ်လာနိုင်ပါတယ်။အွန်လိုင်းရဲ့အကောင်းဆုံးစ조사ပေးပါဆိုတဲ့ဇကားကဗန်ကိုပီအာတွေကိုကြော်သွားပြီးသူ့ရဲ့အကောင်းဆုံးဆွမ်းဆောင်ရည်ကိုပြသဖို့တွန်းအားပေးနိုင်ပါတယ်။ ရိုက်ဘယ်ရဲ့နဗန်းဒီတွင်နဲ့လိမ်မြင်တဲ့တက်ကတ်မှုတွေကိုရင်ဆိုင်ဖို့စစ်တပ်ပိုင်းဆိုင်ရာတာမာဖို့လိုအပ်ပြီးဒီစကားကအထူးအတွက်ထောက်ကူဖြစ်စေမှာပါချန်ပီယံစင်ကာကွင်းရရှိနိုင်ဖို့နိုင်ပွဲတွေကိုဆက်လက်ရှာဖွေရမယ်ဆိုတဲ့အောင်လာရဲ့စကားကဗန်ကိုသူ့ရဲ့ပန်းနိုင်ကဘာလဲဆိုပြီးပိုပိုအာရုံစိုက်စင်နိုင်ပါတယ်ဖလိုက်ဝိတ်တန်းမှာပန်ဒိုချာလိုချန်ပီယံကိုစင်ကာဖို့ဆိုရင်ရိုက်ဘယ်လိုထိတ်တန်းကစားသမားတွေကိုနိုင်ယူဖို့လိုအပ်ပါတယ်ဒီစကားကဗန်ကိုလက်ရှိပွဲတော်ပွဲချင်းစီရဲ့အရေးပါမှုကိုအသိပေးပြီးရေရှည်ရီမန်းချက်ကိုစုပ်ကင်ထားဖို့လုံ့ဆော်ပေးနိုင်ပါတယ်အောင်လာရဲ့စူတောင်းစကားဟာဗန်တယောက်ထဲထက်သာမှာကမြန်မာအာကစားအတိုင်းဝိုင်းရဲ့ထောက်ခံမှုကိုလည်းကိုးစား ားပြုပါရယ်ဒါကဗန်ကိုသူဟာတူးတဲ့တိုက်ပွဲဝင်နေတာမဟုတ်ဘူးဆိုတဲ့ခန်းစားချက်ကိုပေးစွမ်းနိုင်ပြီး rival နဲ့ပွဲမှာစိတ်တမိုင်းဆန်ရာကိုအားကောင်းစေမှာပါဒီလိုတိုင်းဝမ်ရဲ့အားပေးမှုက UFC လိုဖိအားများတဲ့ဆင်မြင့်မှာအထူးရေးပါပါရယ်အချို့ဆိုရရင်အောင်လာရဲ့စကားတွေက rival လိုပြိုင်ဘက်ကိုယင်ဆိုင်မှုဗန်နေနဲ့သူ့ရဲ့တိုက်ခိုက်မှု view ကိုစီမံထားဖို့လိုအပ်ပါရယ်အောင်လာရဲ့နိုင်ပွဲတွေဆက်ရှာပွေရမယ်ဆိုတဲ့စကားကဒီပွဲမှာအယုံဆူးဆိုက်ပြီးအကောင်းဆုံးတိုက်ပွဲဝင်ဖို့သတိပေးနိုင်မှာပါ ရိုက်ဖယာတွေ့ကြုံပိုများပြီးချန်ပီယံစင်ကာကွင်ရဘူးသူဖြစ်လို့ဗန်အတွက်ဖီးယားများနိုင်ပါတယ်။ဒါပေမဲ့အွန်လိုင်းအားပေးစကားကသူ့ကိုယ်သူယုံကြည်မှုတွေပုံမရှိစေပြီးဖီးယားကိုကြော်လာနိုင်မှုတွန်းအားပေးနိုင်မှာပါ။ဗန်နေနဲ့အွန်လိုင်းရဲ့စကားကိုမြန်မာအင်္ဂါစားအတိုင်းဝိုင်းရဲ့မျှော်လင့်ချက်ဖြစ်မြင်နိုင်ပြီးဒီပွဲမှာနိုင်ရဖို့ပုံမစရာထက်တန်လာနိုင်မယ်လို့ထင်မြင်ယူဆမိကြပါမယ်။ပေးသက်များကရောအွန်လိုင်းပြောတဲ့ဗန်အတွက်စိတ်သက်ခွန်အားပေးစကားအပေါ်မှာဘယ်လိုများမြင်မိကြပါလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုပြောပေးသွားခဲ့ကြပါဦး။အဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။